္ဂလာပါရှင်ချင်းလင်း channel သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်ဇူလိုင်လ1ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ကံပလက်မြုပ်နေတွင်ချင်းလင်းကောင်စီအဖွဲ့ဝင် မြုပ်နေအုပ်ချုပ်ရေးမှူးများရဲ့ထုတ်ပို့လမ်းကြောင်းကိုချင်းငင်အောင်ကပိတ်ဆို့သဖြင့်အခက်အခဲကြုံတွေ့နေရကြောင်းပုတ်ပြင်းတဲ့ပခုကူမျိုးနေတို့တွင်တိုက်ပွဲများဖြစ်ပွားပြီးစစ်တပ်ဘက်မှ6ဦးသေဆုံးကြောင်း စကိုင်းမြို့နယ်မင်းကွင်းတောင်ရွာနဂါပတ်ဘုံကြီးချောင်းတွင်တက်ဆွေထားတဲ့စစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုတွင်စစ်သား၄ဦးသေဆုံးပြီး၄ဦးအရှင်ဖမ်းမိကြောင်းကမ်ဘလူးတွင်စစ်တပ်ကပြည်သူ၁၂ဦးကိုတတ်ပြီးနေအိမ်ယာချီမိရှုဖျက်ဆီးကြောင်းကျောက်ကြီးမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်၃ဦးအပါအဝင်၅ဦးတန်ရာရရှိကြောင်းနဲ့ စစ်ကောင်စီကကျင်းပမဲ့အတုအယောင်ရွေးကောက်ပွဲတို့ဝင်ရောက်ရှင်ပြိုင်တဲ့ပါတီများမှာလူထုထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီများလို့ UNG ပြောဆိုကြောင်းလို့ပဲဖြစ်ပါရဲ့ရှင်ကပလမြို့နယ်တွင်ချင်းလန်းကောင်စီအဖွဲ့ဝင်မြို့နယ်အုပ်ချုပ်ရေးမှူးများရဲ့ထုတ်ပြန်လမ်းကြောင်းကိုချင်းငင်အောင်ကပိတ်ဆို့ထားသဖြင့်အခက်အခဲကြုံတွေ့နေရတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ ချင်းပီကမ်ပလက်မြူနီရင်းချင်းလန်းကောင်စီအဖွဲ့ဝင်ရက်ကျေအုပ်ချုပ်ရေးမှူးများရဲ့ထုတ်ပို့လမ်းကြောင်းကိုချင်းငင်အောင်အဖွဲ့မှပိတ်ဆို့နေသည့်ဖြင့်အခက်အခဲကြုံတွေ့နေရတယ်လို့ချင်းလန်းကောင်စီအဖွဲ့ဝင်ကမ်ပလက်မြူနီအုပ်ချုပ်ရေးမှူးများထံမှသိရှိရပါတယ်။ကံပလက်မြို့နေနဲ့မကွေးတိုင်းနေဆက်စကာဝကျော်ဒေတာအခေါ်ထန်းချောက်ကျော်နဲ့ ကျောက်ဖြူသုံးကျော်တလျှောက်ရှိ CNA တည်ရင်27ရက်ထောက်ပို့လမ်းကြောင်းကိုကျွန်းလ17ရက်နေ့မှာစတင်၍ယနေ့ချိန်ထိပိတ်ဆို့ထားခြင်းဖြစ်တယ်လို့မြို့နယ်အုပ်ချုပ်ရေးမှူးကချင်းလန်းချင်းနယ်တရင်ဌာနသို့ပြောဆိုထားပါတယ်။ကံပလက်မြို့နယ်အုပ်ချုပ်ရေးမှူးက ကျွန်တော်ဆိုရင်ဌာနချုပ်မှပြန်ရောက်ပြီးနေအိမ်တို့ပြန်မဲ့လမ်းတွေမှာဖန်ဆင်းရန်အတွက်လမ်းကြောင်းတစ်လျှောက်အေးအေးနဲ့စီပီကပိတ်ထားကြတယ်။ယခုချိန်ထိအိမ်ပြန်လို့မရသေးပါဘူး။ပြည်သူတွေကတော့တင်းတင်းကြပ်ကြပ်စစ်ဆဲပြီးဖြတ်ခွန့်ပေးတာရှိပါတယ်။ CC အုပ်ချုပ်ရေးမှူးတွေနဲ့ CNA ရဲဘော်တွေကိုဖြတ်ခွန့်မပေးဘူးလို့ချဲလန်းချင်တဲ့တရင်ဌာနတို့ပြောဆိုထားပါတယ်။ ဒါအပြင်ချင်းလန်းကောင်စီဖွဲ့ဝင်များပြည်သူအုပ်ချုပ်ရေးဖော်ဆောင်နေတဲ့ဝန်လောင်းကျေးရွာစတင်ကြောင်းတွင်ချင်းငင်အောင်နဲ့အေအေပူပေါင်းတပ်ဖွဲ့များမှစခန်းချတက်ဆွေးနေပြီးရက်ကျေးအုပ်ချုပ်ရေးမှုများအတွက်ဖြန့်ဝေပေးထားတဲ့စကားပြောဆက် icon များလည်းချင်းငင်အောင်အဖွဲ့ကတင်စီခဲ့ကြကြောင်းသိရှိရပါတယ်။ CNA ထောက်ရှားနေမီမှာ second လိုက်ချကြတယ်။ CC ចောင်းဖွင့်တဲ့နေရာတွေ၊ jewelry ကို ချင်းချောက်နေကြတယ်။ចောင်းတဲ့မှာလာနေကြတယ်။ចောင်းဝတ်မှာကရုတ်ကျင်းတွေတွေ့နေကြတယ်။စစ်ကောင်စီလိုပဲလမ်းတွာလမ်းလာပြည်သူတွေကိုစစ်စေ၊ cycle ကအစစစ်စေးမင်းမြတ်မှုတွေလုပ်နေကြတယ်။ icon နဲ့ phone အတီးကစစ်တယ်။ icon ကတော့တိန်းနာတွေရှိတယ်လို့ complaint မြို့နေဒုတိယအုပ်ချုပ်ရေးမှူးကဆက်လက်ပြောဆိုထားပါဗျ။ လက်ရှိငုံလောင်းတဲ့အပြိုင်အကြားတက်ဆွေးထားတဲ့ CB အဖွဲ့ဟာ CC ကိုထောက်ခံတဲ့ပြည်သူများရဲ့ဥယင်လမ်းများနဲ့ CC အုပ်ချုပ်ရေးမှုများရှောင်ကွန်းတွာလာနိုင်တဲ့လမ်းကြောင်းများကိုပိတ်ဆို့လက်ရှိကြောင်းသိရှိရပါတယ်။ချင်းကြီးနောင်အဖွဲ့ရဲ့ကျူးကျော်ဝင်ရောက်မှုများနဲ့လှုပ်ရှားမှုများကိုထိတ်တဲ့ရင်ဆိုင်မှုမပြုတ်လို့တဲ့ဖြင့် တုံ့ပြန်ခြင်းမရှိသေးတော့လေပြည်သူလူထုအားတွေ့ဆုံဆွေးနွေးကမောင်ထုတ်ရန်စီစဉ်ထားကြောင်းချင်းလန်းကောင်စီအဖွဲ့ဝင်ကမ်ပလက်မြို့နယ်အုပ်ချုပ်ရေးမှူးကပြောဆိုထားပါတယ်။ဆက်လက်ပြီးချင်းငင်တောင်အဖွဲ့ဟာချင်းပြည်တောင်ပိုင်းတွင်ချင်းလန်းကောင်စီနှင့် CNA ကင်းစင်ယူကိုအတိအကဆောင်ရွက်လက်ရှိတဲ့ကိုတွေ့ရှိရပြီးချင်းလန်းကောင်စီကိုပြည်သူများထောက်ခံနေသည့်၍ပြည်သူအုပ်ချုပ်ရေးပေါ်ဆောင်သွားမည်ဖြစ်ကြောင်းကမ်ပလက်မြို့နယ်အုပ်ချုပ်ရေးမှူးကဆိုပါတယ်။ CB ရေကတော့ CC နဲ့ CNA ကင်းစင်စေဖို့အတိကလှုံ့ဆော်နေကြတာ CB ရဲ့လောက်ရက်က complete တင်မဟုတ်ပေချင်းပြတောင်ပိုင်းအလုံး CC ကင်းစင်ရေးလုံနေတာကို တွေ့ရတယ် CC ဆိုတာပြည်သူက ထုတ်ခတ်နေတည်၍ကင်းစင်နေဖို့ကလည်းမလွယ်လောက်ဘူးထင်ပါတယ်အတိကပြည်သူရဲ့ဆုံးဖြတ်ချက်ပါပဲပြည်သူတွေရဲ့ဆန္ဒအရဆုံးဖြတ်ချက်တွေထက်ထွက်လာမယ်လို့ချင်းလင်းချက်နယ်ကိုပြောဆိုထားပါတယ်ကမ်ပလက်မြို့နေငုံလောင်းအပိုင်းကြော့တော် အံပုံစစ်မတာစံအိမ်နိုးခီတော်ချင်းလက်မောကန်လောင်တုံငယ်ခပန်းမကြာထက်ရွှေရွာမတီလောင်ကြောက်တောင်လုံပေါအုပ်ဖူကွေချံမရွှေခေလောင်စတဲ့ကျေးရွာများတွင်ချင်းလန်းကောင်စီအဖွဲ့များမှပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်ရေးရှိကြောင်းသိရှိရပါရရှင် ပုတ်ကျင်းတဲ့ပခုကူမြို့နယ်တို့တွင်တိုက်ပွဲများဖြစ်ပွားပြီးစစ်တပ်ဘက်မှ6ဦးသေဆုံးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။တနင်္သာရီတိုင်းပုတ်ပြင်းမြို့နယ်ရှိတော်လှန်ရေးတပ်ဖွဲ့များရဲ့စစ်စေးရေးဂိတ်ကိုလာရောက်တိုက်ခိုက်တဲ့အကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီးစစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိကြောင်းသိရှိရပါတယ်။ ဂျွန်လ21ရက်နေ့နာနေ6နာရီခန့်တွင်ပုတ်ပင်ပမာတက်လာပြီးဘူဒာချေရွာတွင် အထိုင်ချနေတဲ့အင်အား90ခန့်ပါအကြံဖက်စစ်တပ်စစ်ကြောင်းနဲ့လင်ညာပမာလာတဲ့အင်အား40ကျော်ပါအကြံဖက်စစ်ကောင်စီတပ်သားများဟာချောင်းမွန်ချေရွာနဲ့ ဝါတင်ကျေးရွာအကြရှိတွလှန်ရေးပူပေါင်းအဖွဲ့ရဲ့စစ်စီကိတ်ကိုနှစ်ဖက်ညှက်၍လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းယင်းတိုက်ခိုက်မှုအတွင် လက်နက်ကြီးလက်နက်ငယ်များဖြင့်အပြန်အလှန်ထိတွေ့တိုက်ပွဲမိနစ်30ခန့်ဖြစ်ပွားခဲ့ပြီးတွလှန်ရေးပူပေါင်းတပ်ဖွဲ့ဝင်များအထူးခဲမှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းဒါ့အပြင်ယင်းနှင့်နန်းစေနာရေးခန့်တွင်တွလှန်ရေးပူပေါင်းတပ်ဖွဲ့များကဒုတိယအကြိမ်လက်နက်ကြီးလက်နက်ငယ်များဖြင့်ထပ်မံတွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကိုတောင်းခရိုင်အမှတ်1တည့်ရင်မှာတာဝန်ရှိသူတို့ကပြောဆိုထားပါဗျ။ ထူတက်ခိတ်မှုအတွင်းအကြံဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိပြီးအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ပွဲအတွင်းတိုလှန်ရေးရဲဘော်များထိခိုက်မှုရှိပြန်လည်ဆောက်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ကိုတောင်ခရိုင်အမှတ်တတရင်မှတာဝန်ရှိသူတို့ကဒီတိုက်ခိုက်မှုနှစ်ကြိမ်လုံးမှာစစ်ခွေတွေကထိခိုက်ဒေဆုံးမှုရှိပါတယ်။ဒေဆုံးမှုအရေးအတွက်ကိုတော့ကျွန်တော်တို့ဆက်လက်ဆောင်ဆန်းနေပါတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်။ အဆိုပါတိုက်ခိုက်မှုကို KNLA တိုက်ရင်2303တက်ခွေလေးကိုတောင်းခရိုင်အမှတ်1တိုက်ရင်တက်ခွေနှင့် SOF တက်ခွေ PDF ဘုတ်ပင်မြူနီပြည်သူ့ကာကွယ်ရေးအဖွဲ့ဘာခဖ Flying Star Force နဲ့ဘုတ်ပင်မြူနီပြည်သူ့ရဲတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ အလားတူမကွေတိုင်းပခုကိုတရတက်မှထွက်လာတဲ့ရိတ်ခါပူးစစ်ကြောင်းနဲ့ဂမ္မရေးစခန်းကို ရော့ကက်တိုဖြင့်တိုက်ခိုက်ရာစစ်သား6ဦးသေဆုံးကြောင်းဘာမတီလက်နက်ကြီးပျောက်ကြားတပ်ဖွဲ့မြိုင်မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ ဇွန်လ29ရက်နေ့နနက်10:30မိနစ်ခန့်အချိန်ပခုကိုတရတဲမှထွက်လာတဲ့ရိတ်ခါပိုအကြံဖက်စစ်တက်စစ်ကြောင်းနဲ့ကမ္မရေးစခန်းတို့ကိုရော့ကက်များဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထူတိုက်ခိုက်မှုတွင်ရေးစခန်းအတွင်ရော့ကက်နှလုံးကြရောက်ပောက်ကွေးခဲ့ကြောင်းအရှိဘက်ဘန်ကာရင်လေရော့ကက်တလုံးကြာရောက်ပောက်ကွေးခဲ့ပြီးအကြံဖက်စစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုရှိကြောင်းသိရှိရပါသည် အကြံဖက်စစ်ကောင်စီကအထင်အသည့်ဖြင့်၆စိတ်မမလက်နက်ကြီးလေးလုံးဖြင့်ပြန်လေပြစ်ခတ်ခဲ့တို့လေတိုးလှန်ရေးတပ်များပေကင်ကျောင်းသိရှိရပါတယ်။ဇူလ29ရက်နေ့ကလေရော့ကတ်များဖြင့်စစ်တပ်ကိုခုနှစ်ကြိမ်တိုင်တိုင်တိုက်ခိုက်ခဲ့ပြီးအကြံဖက်စစ်ကောင်စီတပ်သား6ဦးသေဆုံးက2ဦးဒဏ်ရာရရှိခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုကို နေခမ်းပါကဖများ ကုဆောင်ကြီးအဖွဲ့ PLC အဖွဲ့ဗမတီအဖွဲ့တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။စကိုင်းမြို့နယ်မင်းကွန်းတောင်ရွာနကားဘက်ဘုံကြီးကျောင်းတွင်တက်ဆွေထားတဲ့စစ်တပ်စခန်းကိုတက်ခိုက်သိမ်းပိုင်မှုတွင်စစ်သား၄ဦးသေဆုံးပြီး၄ဦးအရှင်ဖမ်းမိထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ စကိုင်းတိုင်းစကိုင်းမြို့နယ်မင်းကွန်းတောင်ရွာနဂါဘက်တောင်ဘုံကြီးကျောင်း၌တက်ဆွေးထားတဲ့စစ်သားများကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား၄ဦးသေဆုံးပြီး၄ဦးအရှင်ဖမ်းမိခဲ့ကြောင်းသိရှိရပါတယ်။ဂျွန်လ29ရက်နေ့မွန်လွေတနအီခန့်ကမင်းကွန်းဒေသ မင်းကွန်းတောင်ရွာရှိနဂါဘက်တောင်ဘုံကြီးကျောင်း၌အင်အား30ခန့်ဖြင့်တဆွေထားတဲ့စစ်ကောင်စီတပ်စခန်းကိုဗီတုကာကွယ်ရေးတပ်ဖွဲ့များကအလက်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား၄ဦးသေဆုံးပြီး၄ဦးအရှင်ဖမ်းမိကဂျီ3အမျိုးအစားတပ်နဲ့၄လက် MA1 အမျိုးအစားတပ်နဲ့၂လက်နဲ့ KMPC များတင်စီရရှိခဲ့ကြောင်း Unicorn ပြိုကြတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။ Unicorn ပြိုကြတပ်ဖွဲ့မှတာဝန်ရှိသူတို့က စစ်ကောင်စီစခန်းတစ်ခုလုံးတင်ပိနိုင်ခဲ့ပါတယ်။အလောင်းလေးလောင်းနဲ့တုံပန်း၄ဦးဖမ်းမိခဲ့တယ်။ကျန်တဲ့စစ်ခွေးတွေအကုန်ထွက်ပြီးသွားတာပါ။မင်းကွန်ရေးစခန်းကနေစစ်ကိုရေအများအပြားတက်လာတာရဲ့။ဘုံကြီးချောင်းဖြစ်နေတာရေးချောင်းစစ်ခွေးစခန်းကိုမြေရှုရှင်းနေတာမျိုးမလုပ်ခဲ့ပါဘူးလို့ရန်ကုန်ခေတ္တတရင်ဌာနထံသို့အတည်ပြုပြောကြားထားပါတယ်။အဆိုပါတိုက်ခိုက်မှုကို Unicorn ပြောကြားတဲ့ဖွဲ့နဲ့ No More Dictatorship NMD တပ်ဖွဲ့ရောပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ဦးမစိုးရိမ်ရတန်ရန်ရရှိခဲ့ကြောင်းသိရှိရပါတယ်ရှင်။ကမ်ဘလူတွင်စစ်တပ်ကပြည်သူစစ်တအုပ်ကိုတပ်ပြီးနေအိမ်ရာချီမိရှုဖြစ်စီထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။စကိုင်းတိုင်းကမ်ဘလူမြို့နယ်ထေကိုဂျွန်လ23ရက်နေ့ကနေ26ရက်နေ့အထိစစ်ကြောင်းထိုးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ၄ရက်အတွင်း လူနေအိမ်ရာချပြီးမိရှုဖြစ်စီခဲ့ကြသလိုအပြစ်မဲ့ပြီးသူစစ်တရောက်ကိုလည်းရရဆက်ဆက်တပြတ်ခဲ့ရလို့ဒေသခံတွေစီကနေသိရှိရပါတယ်။ဂျွန်လာကမ်ဘလူတကြွလှုပ်ရှားသူများအဖွဲ့ကမ်ဘလူခရိုင်ရဲ့ပြိုကြီးစုခွင့်ရှိသူကကမ်ဘလူ633 6တက်က စစ်သားတွေနဲ့ပြူစော်တီအင်အားတရာကျော်ပါတဲ့စစ်ကြောင်းကကမ်ဘလူးမြို့နယ်ဇီကုံတိုင်နေထေကဂျေးရွာတွေကိုဝင်ပြီးဖျက်ဆီးတာ၄ရက်ကြာခဲ့ပါတယ်။အဓိကဖျက်ဆီးခံရတဲ့ရွာတွေကဖူကုံ၊တပီတာနဲ့ကြောင်ကုံရွာတွေပါ စစ်ကြောင်းထွက်သွားလို့ရော်ရီသေးကိုဝင်ရှင်ကြတဲ့အခါမှာအင်ချေရာချီပြီးမိလောင်ပျက်စီးပါတယ်။ဟင်ပန်နှိပ်စက်ထားတဲ့တန်ရာရီနဲ့အသက်ခံထားရတဲ့အလောင်း၁၁လောင်းတွေ့ထားတယ်။အဲ့ဒီတဲမှာဆွမ်းအပီးစကားမပြောတတ်တဲ့သူတယောက်ပါပါတယ်။တချို့အလောင်းတွေဆိုမိရှုခံထားရတယ်။အရှင်လက်လက်မိရှုအသက်ခံရတာလေးဖြစ်နိုင်တယ်။အမျိုးသမီးတချို့ကိုလင်ပိုင်းဆိုင်ရာတွေအထိထိပါဆိုကားခဲ့တာတွေရှိခဲ့တယ်လို့တော့တရင်ကြားထားတယ်။ ဒီကိစ္စကိုတော့တေချာအောင်စုံစမ်းနေပါတယ်လို့ပြောဆိုထားပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရရဆက်ဆက်တပ်ဖြတ်ခံကြရသူတွေဟာတပိတာဂျေးရွာကအမျိုးသား9ယောက်၊ကျောင်းကုန်းဂျေးရွာကအမျိုးသား3ယောက်၊ဖူကုန်းဂျေးရွာကအမျိုးသား1ယောက်၊မင်းပါဂျေးရွာကအမျိုးသား1ယောက်တို့အပြင်ဂျေးရွာလိပ်စာစုံစမ်းနေစေဖြစ်နေတဲ့အမျိုးသား1ယောက်တို့ဖြစ်တယ်လို့သိရှိရပါတယ်။ တမ်ဘလုခရိုင်တိုးလှန်ရေးတပ်ပေါင်းစုတာဝန်ခံကိုကျော်ကြီးကယခုတော့အဲ့ဒီစစ်ကြောင်းကတော့ပြန်ထွက်သွားတော့တိတ်ပွေးတွေဖြစ်ခဲ့ကြတွေတော့ရှိတယ်။သူတို့ဘက်ကအထင်အပါတယ်။တချို့နေရာတွေမှာတော့ပြစ်ခတ်မှုတွေကတော့ရှိနေတုံးပါပဲလို့ TVB ကိုအတည်ပြုပြောဆိုထားပါတယ်။ဂျွန်လ30ရက်မနေ့6နာရီခွဲဝန်းကျင်ကလည်းကမ်ဘလုမြို့နယ် မိုးစုံကင်းစခန်းကနေဇီကုံရေးစခန်းဘက်ကိုစိုက်ကဲနဲ့ထွက်လာချိန်ဂျပ်ဆက်တက်ခိုက်ခံရလို့အထိနာသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဇီကုံတိတ်နေ ရန်ကြီးအောင်ရက်ွက်က လူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေပြုလုပ်ခဲ့ကြသေးတယ်လို့သူကဆက်လက်ပြောဆိုထားပါတယ်။စစ်ကောင်စီစစ်ကြောင်း ဝေရောက်မီးရှို့ဖျက်ဆီးခဲ့တဲ့ဇီကုံတိတ်နေထေကတပြေတာကြောင်ကုံ ဖူကုံနဲ့ဂွေကုံဂျေးရွာတွေကတောင်နဲ့ချီတဲ့ဒေသခံပြည်သူတွေထွက်ပြေးနေကြရပြီ။ထောင်ချီတဲ့ဒေသခံပြည်သူတွေဟာလေနေအိမ်တွေမီးလောင်ပျက်စီးခဲ့ကြတာကြောင့်ဦးမေအိမ်တွေဘဝကိုရောက်သွားကြပြီလို့စစ်ပေးရှောင်အကြီးကုင္ကြီးဆောင်လျှောက်ပေးနေသူတွေစီကနေသိရှိရပါရရှင်။ကြောက်ကြီးမှာစစ်ကောင်စီရဲ့လေကြောင်းတက်ခဲမှုကြောင့်ကလေးငယ်၃ဦးအပါအဝင်၅ဦးတန်ရာရရှိထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ ပခိုးတိုင်းကြောက်ကြီးမြို့နယ်အတွင်းမှာ PKR ဂျွန်လ28ရက်နေ့ကစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်တွေအပါအဝင်အရတား၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်တွေလည်းထိခိုက်ပျက်စီးသွားခဲ့တယ်လို့ KNU ကဗဟိုကသတင်းထုတ်ပြန်ထားပါတယ်။ KNU ထိန်ချုပ်နေမည်မြောင်လေးပင်ခရိုင်ကြောက်ကြီးမြို့နယ်ဟင်းသာဝေးကြီးရွာထေကိုဂျွန်လ28ရက်နေ့ကစစ်ကောင်စီလေတက်ကနေလေကြောင်းတက်ခဲမှုပြုလုပ်ခဲ့ပြီးကြီးရွာအတွင်းရှိကလေး3ဦးအပါအဝင်အယက်သား5ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တိခိုက်တရံရရှိသွားတဲ့ကလေး3ဦးအပါဝင်အယတာ5ဦးထဲမှာအသက်2နှစ်အရွယ်ကလေး2ဦးအသက်17နှစ်အရွယ်ကလေး2ဦး အသက်30ကျော်အရွယ်အမျိုးသမီးတဦးနဲ့အသက်20ကျော်အရွယ်အမျိုးသားတဦးတို့ပါဝင်ကြပါတယ်။ဒါပြန်ဒီလေးချောင်းဘုံချေတက်ခိုက်မှုအတွင်းခြေရွာအတွင်းရှိနေအင်ကူလုံးထိခိုက်ပျက်စီးသွားခဲ့ပြီးတက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသောသူတွေကိုစေပေခန့်မှာဆေးကုသမှုဘေးနိမ်ကြောင်းသိရှိရပါတယ်။ PK ရဲ့ဂျွန်လ26ရက်နေ့က KNLA PDF ပူပေါင်းတပ်ဖွဲ့ကပခူရိုင်းကြောက်ကြီးမြို့နယ်အတွင်းစစ်ကောင်စီတပ်ကိုတက်ခဲမှုပြုလုပ်ခဲ့ရာစစ်ကောင်စီတပ်သား9ဦးထပ်မံတေဆုံးခဲ့ပြီးစစ်တုံးပန်း22ဦးနဲ့အတူလက်နက်ခဲယမ်းအများအပြားကိုပူပေါင်းတပ်တွေဘက်ကတင်စီရရှိခဲ့တာဖြစ်ပါတယ်။ ဒီတက်ခိတ်မှုအတွင်အထိနာသွားခဲ့တဲ့စစ်ကောင်စီတပ်ဟာကြောက်ကျူးမျိုးနေထေကိုယခုလူလေကြောင့်တက်ခိတ်မှုတွေလှောက်ဆောင်လာခဲ့တာဖြစ်ကြောင်းစစ်ကောင်စီတပ်ဟာ KNU မြောင်လေးပင်ခရိုင်တမဟာ၃နေမီအတွင်းမှာလေကြောင့်တက်ခိတ်မှုလက်နက်ကြီးပစ်ခတ်မှုနဲ့ drone ပုံကြေးတက်ခိတ်မှုတွေမကြာခဏလှောက်ဆောင်နေလက်ရှိပြီးစစ်ကောင်စီတပ်ရဲ့တက်ခိတ်မှုကြောင့်အယက်သားပြည်သူတွေထိခိုက်ဒေဆုံးဒဏ်ရာရရှိကြတွေစက်တိုက်ဆိုတလို့ဖြစ်ပေါ်နေတာဖြစ်ကြောင်းသိရှိရပါရှင် စစ်ကောင်စီကကျင်းပမဲ့အတူအယောင်ရွေးကောက်ပွဲတို့ဝင်ရောက်ရှင်ပြိုင်မဲ့ပါတီများမှာလူထုထောက်ခံမှုမရှိရဲနိုင်ငံရေးပါတီများလို့ NUG ပြောဆိုထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်အကြံဖက်စစ်ကောင်စီကကျင်းပရန်ဆိုင်ပြနေတဲ့အထူးအရာရွေးကောက်ပွဲတို့ ဝင်ရောက်ရှင်ပြိုင်မဲ့ပါတီများမှလူထုထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီများဖြစ်ကြောင်းအမျိုးတိုင်းငွေဝေးရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးစုခွင့်ရှိသူဦးနေပုံလက်ကယနေ့ထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာသို့သတင်းဆက်ကပြောကြားခြင်းအစီအစဉ်73မြန်းဆောင်2025အတွင်းပြောဆိုထားပါတယ်အကြံပေးစစ်ကောင်စီကလူထုစံနာနဲ့ဆင်ကျင်ပြီးတရားမဝင်အတုအယောင်ရွေးကောက်ပွဲတစ်ခုကိုအတင်းအကျပ်ပြုလုပ်ရန်ဆိုင်ပြင်းနေကြောင်းစစ်ကောင်စီကပြု းလုပ်ရင်ကြိုးစားနေတဲ့တရားမဝင်အတူအယောင်ရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်ရန်မှတ်ပုံတင်ထားကြတဲ့နိုင်ငံရေးပါတီအရေးအတွက်ဟာ2020ရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီအလုံးပေါင်းလင်တောင်မှပြီးထောင်စုလွှတ်တော်တစေရခိုင်နှုန်းပြီးအောင် အနိုင်မရရှိခဲ့ကြတဲ့လူထုထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီများဖြစ်ကြောင်း၎င်းကဆိုပါရယ်အကြံဖက်စစ်အုပ်စုပြုလုပ်ဖို့ဂျူစားနေတဲ့တရားမဝင်အတူအယောင်ရွေးကောက်ပေးမှာဝင်ရောက်ရှင်ပြိုင်မယ်ဆိုပြီးမှတ်ပုံတင်ထားကြတဲ့နိုင်ငံရေးပါတီတွေဟာ2020အထွေထွေရွေးကောက်ပွဲမှာပါတီအလုံးပေါင်းရင်တောင်းဗီထောင်စုလွှတ်တော်နေရာတစေရာခိုင်နှုန်းပြအောင်အနိုင်မရရှိခဲ့ကြတဲ့လူထုထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီတွေဖြစ်ပါတယ် လူထုထုတ်ခံမှုမရှိတဲ့နိုင်ငံရေးပါတီတွေကိုနီလန်ပေါင်းစုံနဲ့ဖိနှိပ်ထားပြီးလူထုထုတ်ခံမှုမရှိတဲ့ပါတီတွေနဲ့ဟန်ပြပြုလုပ်ဖို့ဂျူစားနေတဲ့တရားမဝင်အတူအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရရဲ့ယက်တီချက်နဲ့သဘောထားတွေကိုထက်လောင်းပြောကြားလိုပါတယ် ပြည်သူအာဏာကိုမတရားသိမ်းယူဖို့ကြိုးစားနေတဲ့တရားမဝင်စစ်အုပ်စုဟာရွေးကောက်ပွဲကျင်းပပိုင်ခွင့်အခွင့်အာဏာမရှိပါ၂020ရွေးကောက်ပွဲရလဒ်ဟာနိုင်ငံရေးအရာတရားဝင်မှုရှိနေစေဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲရလဒ်အရာပေါ်ပေါက်လာတဲ့ဥပဒေပြုတ်ရေးမှန်တိုင်းအုပ်ချုပ်ရေးမှန်တိုင်းတွေဟာအခိုင်အမာတည်ရှိနေပါတယ် ပြည်သူလူထုရဲ့သဘောဆန္ဒနဲ့ဆန့်ကျင်ပြီးတရားမဝင်အတူအယောင်ရွေးကောက်ပွဲဖန်တီးပြုလုပ်ခြင်းဟာဒီမိုကရေစီကျင့်စဉ်ကိုချိုးဖောက်ခြင်းအပြင်ပြည်သူအချုပ်အခြာအာဏာကိုမတရားရယူရန်ကြိုးစားခြင်းဖြစ်ပါれလို့ဦးနေပုံလက်ကပြောဆိုထားပါတယ်။လက်ရှိတွင်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဖွဲ့စည်းပုံအခြေခံဥပဒေကိုပေးဖြတ်ကြောင်း2021ခုနှစ်မတ်လ30ရက်နေ့ကကြေညာခဲ့ပြီးဖြစ်ကြောင်း ထူကြောင့်ပြဖြတ်ထားတဲ့အခြေခံဥပဒေအတိုင်းလောက်ဆောင်ရရှိတဲ့အကြံဖက်စစ်တဲ့ရဲ့လောက်ရမှန်တမျှဟာတရားဝင်မှုမရှိတဲ့ဥပဒေမေးလောက်ရများတာဖြစ်ကြောင်းဆက်လက်ပြောဆိုထားပါတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်တိုးလှန်နေတဲ့ဒေါ်လာရေးအားစုများအနေနဲ့ပြည်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ Federal Democracy ပဋိငင်းနဲ့နိုင်ငံရေးလမ်းပြမေးပုံတို့အတိုင်းဆက်လက်ရည်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထို့ကြောင့်ပြည်သူလူထုတရက်လုံးအနေနဲ့အကြံဖက်စစ်အုပ်စုကပြုလုပ်ရန်ကြိုးစားနေတဲ့တရားမဝင်အထုအယောင်ရွေးကောက်ပွဲကိုပူပေါင်းဆောင်ရွက်ခြင်းမပြုဘဲဝိုင်းဝန်းဆန့်ကျင်ကြရန်ဦးနေပုံလက်ကတိတ်တွင်းထားတယ်လို့သိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကြလောက်နဲ့ပဲရနာတော့ပါမယ်ရှင်။ချင်းလင်းချင်းတဲ့သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့အတူတိုင်းမင်္ဂလာပေါင်းနဲ့ခိုင်ရောင်းနိုင်ကြပါစေရှင်။